လူကျွန်းတို့ခမအောင်မြင်မှုဟာပညာတရက်ဖြစ်ပါတယ်ဘဝမှာပျော်ရွှင်ခြင်းပျော်ရွှင်မှုပညာကိုသင်ရတယ်ကြွယ်ဝချမ်းသာခြင်းကြွယ်ဝချမ်းသာမှုပညာကိုသင်ရတယ်အောင်မြင်ခြင်းအောင်မြင်မှုပညာကိုသင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီအဓိကကျွန်တော်ဘဝတစ်လျှောက်လုံးမှာအောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဘဝတစ်လျှောက်လုံးလေ့လာထားတယ်အဲ့ဒီလေ့လာထားတဲ့အကြောင်းအရာတွေအောင်မြင်မှုဆိုင်ရာမဟာဗျူဟာနိဗျူဟာတွေနောက်ဘဝတစ်လျှောက်လုံးမှာအောင်မြင်မှုနဲ့ပတ်သက်ပြီးကျွန်တော်စာအုပ်တွေများစွာရေးထားတယ်အောင်မြင်မှုနဲ့ပတ်သက်တဲ့ဟောပြောပွဲပေါင်းများစွာကျွန်တော်ဟောပြောထားတယ် အဲ့ဒါတွေကိုအစီအစဉ်ထုတ်ပြီးတော့အခုသင်တန်းတစ်ခုစီစဉ်ထားပေးပါတယ်။အဲဒီသင်တန်းရဲ့နာမည်ကအောင်မြင်မှုပညာသင်တန်း Success in Life သင်တန်းဖြစ်ပါတယ်။လာမယ့်2026ခုနှစ်အတွက်အကောင်းဆုံးကိုယ့်ဘဝအောင်မြင်အောင်ဘယ်လိုပြင်ဆင်ကြမလဲဆိုတာကိုကျွန်တော်လေ့လာသိရင်ကြမယ်။ Online သင်တန်းဒီကျွန်တော်တို့ကအခုလာမယ့်12လပိုင်း2ရက်နေ့အင်္ဂါနေ့စမှာဖြစ်ပါတယ်။ Online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ data တိတိကမ္ဘာ data တိတိကတက်နိုင်ပါတယ်။ ကျွန်တော်တို့နေ့စဉ် recorded video တွေကို Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့ခက်တဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့တင်ထားပေးမှာဖြစ်တယ်ဒါကနေ့စဉ်အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း Zoom application ကနေ live လုပ်ပြီးသင်ပါမယ်အဲ့ဒါကတပတ်ကို တနင်္လာနေ့တိုင်းဆိုတော့၄ချိန်ပါမယ်ကျွန်တော်เนี่ยတူးချင်းတွေ့ပြီးစိတ်ကြိုက်မေးခွန်းနေမေးနိုင်တဲ့အတွက်သင်တန်းတက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးထားတာဖြစ်တယ်နိုင်ငံခြားသူတွေ live တဲ့အချိန်မှာမတက်နိုင်ရင်လည်းမပူနဲ့၃နိုင်တင်တဲ့ဆို၃နိုင်စာလုံး recorded video ကိုနောက်ရမှာကျွန်တော်တို့ group တွေထဲမှာပြန်တင်ထားပေးမှာဖြစ်ပါတယ်သင်တန်းကာလတစ်လပြီးသွားလို့နောက်ထပ်6လတနည်းလောက်တိုင်အောင် group ကိုမဖြတ်ပဲထားရပေးမှာဖြစ်တဲ့အတွက်အထက်ထပ်ပြန်ကြည့်နိုင်ပါတယ်သင်တန်းကာလတစ်လပြီးသွားလို့ assignment ဆောင်ရရင် certificate ကို email ကနေပေးပို့ပေးမှာဖြစ်ပါတယ် ဲ့တော့ရန်ကုန်မြို့နဲ့အနီးတစ်ပိုက်ကသူတွေကျွန်တော်နဲ့လူတွေ့ပြီးတက်ချင်တဲ့သူတွေအတွက်ကတော့အပြင်လူတွေ့တင်တန်းကတော့ကျွန်တော်တို့၁၂လပိုင်း၆ရက်နေ့နဲ့၇ရက်နေ့စင်တီဂရီ၂ရက်မှာမနက်စင်နာရီကနေညနေ၆နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ၃လမှာရှိတဲ့ကျွန်တော်တို့ ML တင်တန်းကျောင်းမှာကျွန်တော်နဲ့၂ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရမှာဖြစ်ပါတယ်။အဲ့တော့လူချင်းတို့အနေနဲ့ဘဝအောင်မြင်မှုနဲ့ပတ်သက်တဲ့နီးနာတွေကိုကျွန်တော်တို့ဒီတင်တန်းမှာ သင်ရမှာဖြစ်ပါတယ်။အဲ့တော့ online တနံပါတ်တက်ချင်းတက်ချင်းအပြင်တနံပါတ်တက်ချင်းတက်ချင်းလူကျွန်တော်ရဲ့နာမည်ရဖုန်းနံပါတ်ရကို comment မှာမေးရင်းနဲ့နော် messenger message မှာဆင်းပေးရပြီပါကျွန်တော်တို့ team ကဆက်သွယ်ပေးမယ်။အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်း online ကပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ကျွန်တော်တို့ပေးထားတယ်ဆိုတော့သတင်းကောင်းပါလို့ပါ။ဆင်းပေးရင် lynnthikynyund facebook က link တိုင်းညမြန်မာစံလုံး english ကိုရေးထားတယ် follower 3.8 million ကျော်ရှိတယ်။အဲ့ page ရဲ့ messenger မှာပေးပါ TikTok ကသူတွေကတော့လင်းတိုင်းညမြန်မာမြင်လို့ကျွန်တော်မြန်မာလိုရေးထားတယ် follower 3.2 million ကျော် ရှိတယ်အဲ့ဒီအကောင့်ရဲ့ message မှာပေးပို့ဖို့ဖြစ်ပါလူချင်းတို့ခင်ဗျာဘဝမှာအောင်မြင်မှုအတွက်ကျွန်တော်တို့ဟာ နှစ်ခုပဲအရေးကြီးတယ်နံပါတ်1ကတော့ philosophy ကျွန်တော်တို့အတွဲခေါ်ဒီအလွန်အရေးကြီးလူဒီအတွဲခေါ်ပြောင်းရင်အောင်မြင်သွားပဲလောကကြီးမကောင်းဘူးလောကကြီးမကောင်းလောကကြီးကဘယ်တော့မှကောင်းလို့တော့ဘယ်တော့မှမကောင်းဘူးအောင်မြင်သွားတဲ့သူတွေကလောကကြီးကောင်းသွားလို့အောင်မြင်တာမဟုတ်ဘူးအတွဲခေါ်ပြောင်းသွားလို့အောင်မြင်တာလောကကြီးကောင်းသွားမှအောင်မြင်မှာမဟုတ်ဘူးအတွဲခေါ်ပြောင်းသွားမှအောင်မြင်မှာအောင်မြင်ခြင်းအောင်မြင်အောင်မြင်ဖို့အတွက်လိုအပ်တဲ့အတွဲခေါ်ရှိဖို့လိုတယ်သို့တော့အတွဲခေါ်တစ်ခုလည်းမရသေးဘူးပညာလည်းရှိဖို့လိုကိုဘာလုပ်ချင်တာလဲ education ပညာပညာဆိုတဲ့နေရာမှာကျွန်တော်တို့ကကိုလှုပ်ချင်တာကိုလှုပ်နိုင်ဖို့အတွက်ပညာကိုပြောတာအကြောင်းတင်ပညာကြီးတစ်ခုလည်းမဟုတ်ဘူးတခုခုဖြစ်ချင်ဘယ်လိုလုပ်ရမလဲဆိုတာစလိလာဒါကြောင့်အတွေးခေါ်ရဲ့ပညာရဲ့ပေါင်းရင်အောင်မြင်မှုစီကိုရောက်မှာဖြစ်တယ်ကျွန်တော်ခဏခဏပြောတယ်လူတွေကြိုက်အောင်လိုက်မလုပ်နဲ့ကိုကြိုက်တာကိုကိုလှုပ်ပါပြီးမှအဲ့ဒီအရာကိုလူတွေကြိုက်လောက်လိုက်လို့ပါဘယ်လိုလုပ်မလဲ အဲ့ဒီလူတွေကြိုက်လာအောင်ဘယ်လိုလုပ်မလဲကိုဘွားအောင်မြင်လာဖို့အတွက်လိုအပ်တဲ့မဟာဗျူဟာနီးဗျူဟာတွေကိုဒီသင်တန်းမှာသင်ကြားမှာဖြစ်တယ်ပြီးရင်ကိုယ့်ရဲ့ personal development plan တကိုယ်ရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကိုယ့်ရဲ့ personal branding ကိုဘယ်လိုတည်ဆောက်မလဲကိုယ့်ရဲ့စကားစွမ်းရည်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ AI ခေတ်မှာအောင်မြင်အောင်ဘယ်လိုလုပ်ကြမလဲစတာတွေကိုကျွန်တော်နဲ့အတူဒီသင်တန်းမှာရင်းနှီးချစ်ခင်စွာလေ့လာသင်ယူကြမှာဖြစ်ပါတယ်ဒါကြောင့် အောင်မြင်မှုပညာကိုကျွန်တော်တို့မိမိတို့ရဲ့ဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက်အောင်မြင်မှုဆိုင်ရာမဟာဗျူဟာနည်းဗျူဟာတို့လေ့လာခြင်းတဲ့သူတိုင်းနဲ့အောင်မြင်မှုပညာသင်တဲ့ Success in Life မှာ တွေ့ကြပါမယ်။အဲ့တော့ဒီ season ကြီးတဲ့သူတွေအတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကျွန်တော်စာအုပ်ငါ့ကိုလက်ဆောင်ပေးဦးမှာဖြစ်ပါတယ်။အဲ့ဒီ season မှာပါဝင်ခြင်းအခု video file လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ဒီထက်ကငါ့ဦးကိုရွေးချယ်ပြီးကျွန်တော်ရဲ့မေတ္တာအားသာချက်သင်ကောင်းမှာတရဖူစောင်းနိုင်ဖို့ စမ်းသစ်တီထွင်စွာအောင်မြင်ခြင်းကိုရီကိုသွေးမြင့်မားစွာအောင်မြင်ခြင်းနဲ့မြန်မာနီးမြန်မာဟန်မားကတ်တင်းစာအုပ်၅အုပ်ကိုတယောက်ကိုတအုပ်နှုံးနဲ့ကျွန်တော်အမတ်တရလက်မနဲ့တူအိန္ဒိယရောက်လူချင်းတို့ပို့ကပါမပေးရဘူးကိုဆောင်ပေးမှာဖြစ်ပါလေလို့သတင်းကောင်းပါလို့ပါတယ် We must work together we must build our nation